ဥရောပမှာရှုံးရတာပြင်းလာလို့အရှိတာအာရှတိလာရှုံးပေးလိုက်တဲ့ကေဂျီအားလုံးပဲမင်္ဂလာပါကေဂျီတို့ကတော့ဘောလုံးရသည့်ကုံဆုံမီတိတ်မကြခင်မှာတင်ခြေဆမ်းပွဲခီးစဉ်ဖြစ်အရှိတာအာရှကိုခြေဆမ်းလာခဲ့ပါတယ်အာရှဘက်ကိုခြေဆမ်းလာတဲ့ကေဂျီတို့ရဲ့ပထမဆုံးခြေဆမ်းပွဲကိုမလေးရှားမှာစတင်ကစားခဲ့ပါတယ်ကေဂျီတို့ကမလေးရှားမှာ အာဆီယံအော့ဖ်တာတင်းနဲ့ခြေဆမ်းပွဲကစားခဲ့ရပါတယ်အာဆီယံဆိုတာအရင်နှောင်းကဆိုရင်တော့ဘောလုံးဖန်တန်းနေပါတယ်ဆိုပေမဲ့အခုနောက်ပိုင်းမှာမွေးစားသားတွေနဲ့အတူရှော့တက်လို့မရတဲ့ level တစ်ခုကိုရောက်နေပါပြီဒါကကေဂျီတို့ကပဲရှော့တက်ခဲ့သလားဒါမှမဟုတ်အင်္ဂလာ ာမှာရှုံးသွားတာအာမီယာလိုအရှိတော်အာရှတိလာရှုံးခဲ့သလားဆိုတာမသေးကွက်တဲ့အနေအထားဖြစ်လာပါတယ်။ဂေဂျီရူရဲ့အဖြစ်ကတော့လူငယ်တွေနဲ့ပါဆိုပြီးစင်ကြီးပေးလို့တော့မရတော့ပါဘူး။ပထမကစားသမားစီးရင်ကဖူလန်ရဲ့နှီးပါးကိုထုတ်လာခဲ့တာဖြစ်ပါတယ်။အာဆီယံအော့စတာအသင်းဘက်မှာပြိုင်သက်တွေမျှော်လင့်နေခဲ့ကြတယ်။မမောင်လင်းပွဲထွက်လာခဲ့ခြင်းမရှိဘဲနဲ့အရင်စီးရင်မှာသာပါဝင်ခဲ့ပါတယ်။ကျန်တဲ့ကစားသမားတွေကတော့ကျွန်တော်လည်းတယောက်မှမသိတာကြောင့်သူတွေတူတူပြောမနေတော့ပါဘူး။ဂေဂျီရူရဲ့ကစားပုံကအာဆီယံအော့စတာလို့အသင်းနဲ့တွေ့တာတော့မှတင်တော့ပြားပြနေခဲ့ခြင်းမရှိတာကိုတွေ့ရပါတယ်။ခြေစမ်းပွဲမလို့ အားထက်မကန်ဘူးဆိုရင်တော့မှခေကြီးတို့ရဲ့အနေထားနဲ့ဒီလိုတော့မဖြစ်သင့်တာအမှန်ပဲဖြစ်ပါတယ်။မနေ့30ကျော်လောက်မှခေကြီးတို့ဟာစီနီယာကစားသမားတွေကိုထုတ်ပြီးတော့လူငယ်လေးတွေကိုပဲထည့်သွင်းခဲ့ပါတယ်။လူငယ်တွေဝင်လာတော့မှပဲခေကြီးတို့ရဲ့ကစားပုံကပို့ပြီးတော့မြိုင်လာခဲ့တယ်လို့ပြောလို့ရပါတယ်။ပိုက်လန်းကလည်းတခြားမင်းစင်းကေတာမရတဲ့အနေထားဖြစ်နေပြီးတော့အာဆီယံတောင်တန်းတွေနဲ့တွေ့ရအောင်တိုင်ပတ်နေခဲ့ပါတယ်။ပထမပိုင်းမှာတော့တွင်ကိုတွေမမြင်တွေ့ခဲ့ရပဲနဲ့ပွဲကလည်းဂိုးမရှိသေးရလာသွားထွက်ပေါ်ခဲ့ပါတယ်။ဒုတိယပိုင်းအစမှာတော့နှစ်သင်းစလုံးကလည်းလူစင်းအပြောင်းလဲတွေလုပ်ခဲ့ကြပါတယ်။အာဆီယံ of တာဘက်မှာမြန်မာပြည်သက်တွေမြောင်းနေကြတဲ့မမောင်လင်းကတော့ဒုတိယပိုင်းအစထီကိုမကစားရသေးပါဘူး။ဂေဂျီရိုဘက်မှာဘရူနိုဖိုချင်နဲ့အာမတ်တူနဲ့အတူလူငယ်ကစားသမားတွေလည်းဝင်ရောက်လာခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းဂေဂျီရိုရဲ့ခြေဆွမ်းကမထူးမခြားလာပဲဖြစ်နေခဲ့ပြီးတော့ဂိုးပေါက်ချိန်ချောက်မှုရန်သိမ်းမလုံနိုင်ခဲ့ပါဘူး။မနေ့90ကျော်မှာဆိုရင်အာဆီယံအော့ဖ်တာအသင်းဘက်ကမမောင်လင်းဝင်ရောက်ကစားလာခဲ့ပါတယ်။ဒီလိုနဲ့မနေ့90ကျော်လောက်မှာအော့ဖ်တာအသင်းရဲ့ဦးဆောင်ဂိုးကိုပါခွင့်ပြုပေးလိုက်ရပြီးတော့ဒီဂိုးကတော့မမောင်လင်းကပဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံသားမန်ယူဖန်တွေအတွက်ကတော့ရီယာ က်ခတ်ငွေရခတ်ဖြစ်သွားစီခဲ့တဲ့တင်းငူတခုလို့ပြောလို့ရပါတယ်။ဒေဗန်တူဖြစ်တဲ့မမောင်လင်အတွက်ကတော့မမေ့နိုင်စရာမှတ်တရကြီးတခုကိုပန်းဆိုင်သွားခဲ့ပါပြီ။လက်ချက်မိနစ်20လောက်မှာဂေဂျီတူကလည်းခြေပါကိုပြင်ရဖို့အတွက်တက်ပြီးစူးစမ်းနေတာမျိုးကိုမတွေ့ခဲ့ရပါဘူး။အာဆီယံအော့ဖ်တာတင်းကိုရှုံးနေတာတော့မရှက်တော့တဲ့အထိဂေဂျီတူရဲ့ကစားသမားတွေကအရှက်မရှိတော့တာလည်းဖြစ်နိုင်ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့မမောင်လင်ရဲ့တလုံးနဲ့သောအနိုင်ကိုနဲ့ဂေဂျီတူလည်းရှုံးနေသွားခဲ့ရပါတယ်။ဘူဘူနေနေငချောက်ထန်းပလာမှာဒုတိယလူဖြစ်ထားတဲ့ဂေဂျီတူကနှစ်သင်းနဲ့ကန်တဲ့နှစ်ဖူးတောက်ကြီးပလာမှာတော့ဒုတိယလူထပ် ြေသွားခဲ့ရပြန်ပါပြီအဆောင်လေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်